မိခင်ကိုလှုပ်သွင်းနေတဲ့သားလေးမလေးတယောက်ဆောင်သူကွယ်လွန်သွားရတဲ့နောက်ွယ်ကအကြောင်းရင်းအသက်ငယ်ငယ်ရွယ်လေးနဲ့အထင်မှားလောက်တဲ့အကြောင်းပြချက်တစ်ခုကြောင့်ကွယ်လွန်သွားခဲ့ရှာတာကတော့တယောက်ဆောင်မင်းသားလေးသူပါဒီတရင်ကိုအလုံးလဲမယုံနိုင်အောင်ဖြစ်နေခဲ့ကြပြီးတော့ဒီကနေ့ရပိုင်းကမှအကောင်းတိုင်းရှိနေခဲ့တဲ့မင်းသားလေးသူကဘာကြောင့်များကွယ်လွန်သွားခဲ့ရလဲလို့နားမလည်နိုင်အောင်ဖြစ်နေခဲ့ရပါတယ်တကယ်တော့သူကွယ်လွန်သွားရတဲ့အကြောင်းရင်းကလက်ရှိမှာလူပြောများနေတယ်လို့မျိုးမဟုတ်မမှန်သတင်းတွေကြောင့်လုံးဝမဟုတ်ခဲ့ပါဘူး တယောက်ဆောင်မင်းသားလေးတူကငယ်ရွယ်စဉ်ကလေးဘဝကလေးကကလေးတယောက်ဆောင်တယောက်ဖြစ်နုပညာလောကထဲမှာရှောက်လန်းခဲ့သူပါအခုနောက်ပိုင်းမှာတော့အရွယ်ရောက်လာပြီဖြစ်တဲ့မင်းသားလေးတူကဇလန်တွဲတွေနဲ့ရုပ်ရှင်ဇာတ်ကားတွေများစွာမှာပါဝင်တယောက်ဆောင်ရင်းနဲ့အနုပညာလောကကိုဆက်လက်ရှောက်လန်းခဲ့ပါတယ်အရန်နမဲကြော်ကြတဲ့မဲကျိုးရုတ်တံဇလန်တွဲကြီးမှာလည်းပါဝင်တရုပ်ဆောင်ခဲ့ပြီးတော့ပြည်သက်အားပေးမှုအခိုင်အမာကိုရရှိထားခဲ့ပါတယ်။အဖြစ်အပျက်ကလေးလိုအမည်ရတဲ့ဇလန်တွဲမှာဆိုရင်တော့ចောင်းသားလေးထူးစော်နေရာကနေအကောင်းဆုံးတရုပ်ဆောင်ထားပြီ ပရိသတ်တွေရဲ့ရင်ထဲကိုရောက်ရှိနေကြရပါဒါတင်မကယောက်ျားကောင်းအတောင်20လို့အမည်ရတဲ့ရုံးရှင်ဇက်ကားမှာဆိုရင်တရုတ်ဆောင်စွမ်းကြီးတွေကောင်းမှုမှုကြောင့်အကောင်းဆုံးအမျိုးသားဇက်ဖို့ဆုရရှိနိုင်မယ်လို့ထင်ကြပြီးခံကြရပါတယ် ီလိုမျိုးအမှုပညာလောကထဲမှာနေရာယူလာခဲ့တဲ့မင်းသားကျော်လေးထုကမကြခင်မှာပဲထိတ်တန့်မင်းသားတလက်ဖြစ်လာလိမ့်မယ်လို့ချီးကျူးမှုတွေကိုရရှိလို့နေခဲ့ပါတယ်။ဒါပေမဲ့လည်းတရုတ်ဆောင်မင်းသားတလက်အဖြစ်ပထမဆုံးအကြိမ်အကယ်ဒမီစုပေးပွဲကြီးကိုတက်ခဲ့ပြီးတော့နောက်ထပ်ထပ်ပြီးတက်ရောက်ခွင့်မရတော့ပဲအားလုံးကိုနှုတ်ဆက်ပြီးတော့ထွက်ခွာသွားခဲ့ပြီးဖြစ်ပါတယ်။2025ခုနှစ်မတ်လ10ရက်နေ့မနက်ပိုင်းမှာတော့တရုတ်ဆောင်မင်းသားထုကွယ်လွန်သွားပြီဆိုတာကိုမိသားစုဝင်တွေကအတည်ပြုပြောကြားလာခဲ့ပါတယ်။ တကယ်တော့မိသားစုဝင်အနေနဲ့လည်းဘလို့မှကိုမယုံကြည်နိုင်အောင်ဖြစ်နေခဲ့ရပါတယ်။သူကမက်စလာရှိရနေ့မှာမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ဆေးရုံကိုတက်ရောက်ပြီးတော့ကုသမှုတွေကိုခံယူနေခဲ့ရပါတယ်။ ပြန်လည်နေကောင်းကျမ်းမာလာလိမ့်မယ်လို့အားလုံးကမျှော်လင့်ထားခဲ့ပေမယ့်ထင်မှန်မထားစွာနဲ့ပဲကွယ်လွန်သွားခဲ့ရပါတချို့တွေကသူရဲ့အကွယ်လွန်သွားတဲ့သတင်းကိုမဟုတ်မမှန်သတင်းဖြန့်နေကြတာတွေရှိနေပါသေးတယ်။တကယ်တမ်းကတော့ကားမတော်တဆမှုကြောင့်သာကွယ်လွန်သွားတာဖြစ်ပြီးတော့မိသားစုဝင်တွေနဲ့မိတ်ဆွေတငယ်ချင်းတွေများစွာစိတ်ထိခိုက်ဝမ်းနည်းနေကြရပါသေးတယ်။ ထူးရဲ့မိခင်ကြီးဟာဆိုရင်သူမရဲ့နှလုံးသားတွေကိုဆွဲဆုပ်ထားသလိုခံစားနေရပြီးတော့နာကျင်ကြေကွဲမှုတွေနဲ့တယောက်တည်းဖြေသိမ့်နေရတယ်လို့ဝန်းနေစွာရင်ဖွင့်လာခဲ့ပါတယ်။ထူးရဲ့ညီမလေးဖြစ်သူကလည်းအကိုကြီးဖြစ်သူရဲ့တရင်ကိုလုံးဝမယုံကြည်နိုင်ခဲ့ပဲအကျွေးစောလွန်ခဲ့တဲ့အကိုကြီးအတွက်ပြင်မစင်နိုင်အောင်ဖြစ်နေခဲ့ရှာပါတယ်။ဒါကြောင့်မိသားစုအနေကအခုလိုမျိုးဝန်းနေဖို့ခံစားနေရတဲ့ချိန်မှာမဟုတ်မမှန်တရင်တွေရှောင်မဖြန်းကြဖို့အတွက်တငယ်ချင်းမိတ်ဆွေတွေကတောင်းဆိုလာခဲ့ပါတယ်။လက်ရှိမှာတော့မင်းသားလေးထူးရဲ့နာရီကိုကျင်းပနေခဲ့ပြီးမိခင်ကြီးနဲ့ညီမ မာလီဖြစ်သူတို့ကအင်မတန်ဝမ်းနည်းကြေကွဲနေခဲ့ရှာပါတယ်။မိဘကိုလှုပ်ကြွေးပြုစုနေပြီးတော့အားကိုးရတဲ့သားလေးတယောက်လည်းဖြစ်တယ်လို့အနုပညာလောကရဲ့ထွန်းတောက်လာအောင်ပဲကျဲပွင့်တဲ့ဝင်ကအခုလိုအကျွေးစောပြီးတော့ကွယ်လွန်သွားခဲ့ရတဲ့ပုံမှာအားလုံးလည်းနှမျောတတဖြစ်နေခဲ့ရပါတယ်။တိသက်လိမ်မာလုံးနဲ့တရုတ်ဆောင်မင်းသားလေးသူကွယ်လွန်သွားခဲ့တဲ့ပုံမှာကောင်းမွန်ရာဘုံဘွားရောက်ဖို့အတွက်ဆူတောင်းစကားလေးတွေပြောခဲ့ကြပါအောင်ရှင်။အစုံးလေးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။